ဂျိုရှောဘန်ရဲ့ဖုံးမိနေလားတော့ပါခြင်းပရိသတ်များဝဲမိလားများမန်ချက်စတာဖောဆိုကနေပြန်လဲကြိုးလိုက်ပါရင် USC 316ပြိုင်ပွဲအပေး ranking တက်မှတ်ချက်အသင့်ကျင်ညာလိုက်ချိန်မှာဖန်အတွက်ဂုဏ်စရာပိုကောင်းလာတယ်ဖန်က USC flyweight တန်းမှာ ranking အဆင့်၄ခုထိမြင့်တက်ပြီးနံပါတ်10နေရာရပ်တည်နိုင်ခဲ့ပါတယ်ဒါကမန်ကန်နဲ့တက်မှတ်ချက်ဖြစ်ပြီးဖန်ရဲ့ဖုံးမိနေလားတော့ပါခြင်းဟာတားဆီးမရဖြစ်ခဲ့ပါပြီဖန်က USC flyweight တန်းက fighter တချို့တက်ပွဲဆက်များပြီးအဆန်းသတ်ခံထားသူဟာနောက်ဆုံးထိုးတဲ့၄ဝင်းဆက်တိုက်အနိုင်ပြထားပြီး Champion ကမတ်အတွက်အသင့်ပြင်နေပါတယ်။ USC မှာ ranking အဆင့်30တွင်းဝင်တဲ့အသံငယ်ဆုံး fighter လည်းဖြစ်လာတာပါ ဖန်ကအခက်မမြန်ပဲ US မှာ fighter ကောင်းဖြစ်လာခဲ့တယ်။လွန်ခဲ့တဲ့၄နှစ်ကမှ professional fighter ဖြစ်ပြောင်းဖြစ်စတင်ခဲ့သူလွန်ခဲ့တဲ့၄နှစ်ကမှ US ကိုရောက်လာတဲ့လူငယ်တယောက်ကချိန်တော်တွင်းမှာပဲ champion ခပ်ပတ်မျောလင်းခွင့်ရှိလာတာတိတ်ကိုမှော်ဆန်ပါတယ်။ feeling of fighter တွေကနှီးပြမကောင်းလို့၄ချင်းကန်စနစ်တွေမကောင်းလို့ဆိုပြီးညှိတွားကြတယ်။အဲ့လိုညှိတွားတာမှန်တယ်လို့မှန်ပါတယ်။ Ronnie ကတော့ဆိုရင် Tiger မွေတိုင်းကလပ်မှာ၄ချင်းခွင့်ရတော့နှီးစနစ်ပိုင်းပိုကောင်းလာတယ်။ပြင်းကတန်းစင်နဲ့ဖဲတက်စ်မှာလေ့ကျင့်နေတဲ့ဆွမ်းရချာကွာချားချက်ကိုကြည့်ရင်နိပြကောင်ရေကန်မီကန်ကောင်းလို့လဲဆိုတာမြင်လာပါတယ် မြန်မာပြည်ရင်းဖိုင်တာတွေကရေသွေးလေးရှိပေမဲ့ရေကန်မီကန်မကောင်းတော့အမြင်ဆုံးအဆင့်စီမရောက်နိုင်ဘူး။ဝိုင်းရင်အောင်တန်းပြန်ဝဲတွေမှာတော့တောင်းတောင်းမင်းဖြစ်ဘူး။သွေးတင်ဝင်လိုက်ကကောင်းဆုံးဥမာပါ။ပါမီရှင်မီနေစနစ်ကောင်းပေမဲ့သူ့ရဲ့ကြော်ကြားမှုအရှိန်အဝါကရက်တန်နေတယ်။တကယ်လို့များပြပမာလေးချင်မယ်ဆိုရင်သွေးတင်ဝင်လိုက်ကပေါ်ပြီးတိုးတက်နိုင်တာအမှန်ပါပဲ။အော်လာအန်ဆန်အမေရိကန်လိုအဆဆအရာရာရေကန်မီကန်ကောင်းတဲ့နေရာမှာဖိုင်တာဖြစ်လာရင်အတွေးမြင်ကောင်းသူတွေနဲ့လက်တွဲကွင်းရတယ်။ဒီတော့သူအောင်မြင်တာကမ္ဘာအဆင့်ဖြစ်လာရင်ဗန်နေတီလိုပါပဲ။ MMA အားကစားနည်းကိုရုံးမှုအားပေးတဲ့အမေရိကန်မှာရှင်သန်ကွင်းရတယ်။ ဒါပေမဲ့စ조사မှုရှိရင်ပါရမီမရှိရင်ဆရာကောင်းသမားကောင်းမရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။ဗန်ရဲ့နေပြတွေကလည်းကြီးမဟုတ်ပေမဲ့ဗန်ကိုအကောင်းဆုံးပြုစုပြောထောင်ရင်သူတို့ပုံရိပ်ကိုပါမြင့်တင်ပေးနိုင်ခဲ့တယ်။ဒါပေမဲ့ဗန်ရဲ့နေပြတွေအားလုံးပေါင်းဆက်လိုက်တဲ့အခါဖိုင်တာကောင်းတစ်ယောက်ထွက်လာတာပါပဲ။ဗန်ကပွဲစဉ်တွေများနေလို့ကြမ်းခိုင်မှုအဆင်ပြေပါမလားဆိုပြီးပြိတ္တတွေစိတ်ပူနေကြတယ်။သူ့မှာဒဏ်ရာရှိနေတယ်ဆိုပြီးတော့လည်းကောလာဟာလာတွေထွက်နေတယ်။ဒါပေမဲ့ဗန်ကအားလုံးစိတ်မပူအောင်သတင်းစကားပါခဲ့ပါတယ်။ USC Flyweight တန်း ranking အဆင့်တင် rival နဲ့ပွဲအတွက်သူအသင်းရှိနေပြီ။တရားလည်းမရှိဘူးလို့အတည်ပြုပေးခဲ့တာပါ။ rival လို့ထိတန်းအဆင့်အတွေ့အကြုံရဲ့ fighter ကိုအနိုင်ရဖို့ဆိုတာမလဲလောက်ဘူး။ ဒါပေမဲ့တကယ်လို့များအနိုင်ရမယ်ဆိုရင်ဗန်အတွက်ချန်ပီယံစင်ခေါ်ခွင်းကတေချာပေါက်ရလာမှာပါတကယ်လို့ရှုံးခဲ့ရင်လည်းသူ့ရဲ့ရည်သွေးကိုကမ္ဘာတဝမ်းပရိသတ်တွေပို့ပြီးတော့တင်ထားမိမှာဖြစ်လို့ဗန်အတွက်အချိုးမြုပ်တဲ့ပွဲပါအသက်32နှစ်ရွယ် rival က MMA ပွဲပေါင်း24ပွဲကစားထားပြီး16ပွဲနိုင်ထားရင်သူ့ရဲ့နိုင်ပွဲထက်ဝက်ကျော်ကချုပ်ကွက်တွေနဲ့နိုင်ထားတာဖြစ်လို့ ground king အာတန်သူပါဗန်ကလည်း ground မှာညံ့သူမဟုတ်ပါဘူး fury ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့တုန်းကချုပ်ကွက်နဲ့အနိုင်ယူခဲ့သူပါ ဘလုံးအဖြစ်ဖြင့် van က next level ကိုရောက်နေပါပြီမြန်မာပရိသတ်တွေအတွက်ဂုံစရာအကောင်းဆုံး fighter ဖြစ်လာရင် van နဲ့အတူရင်ခုန်ဆေးလုံရှားစရာအချိန်ကိုရောက်လာပါပြီသူရဲ့ဖုံးမိနေလာလေအတော်လေးတောက်ပွနေပါပြီတချို့တွေကဒီဘွဲကို van ဝင်ထိုးလို့ van ကိုမစောလုံးမလားလို့ဝေဖန်ကြတယ်ဒါပေမဲ့ van ဘက်ကနေပြန်ကြည့်တော့လေ bruno silva ကိုနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာလက်ရှိ ferrari အစင်းက brandon marino ကိုစင်ကုန်ခဲ့တာကြည့်ရင်သူ့ကိုယ်သူယုံကြည်စိတ်ဘလောက်ပြင်းထန်နေလဲဆိုတာကိုသိသားစေတယ် Brandon Moreno ဆိုတာအခု Van နဲ့ရင်ဆိုင်ရမယ့် Brandon Rival အနိုင်ယူထားတဲ့ fighter တယောက်ဖြစ်တယ်။ဘာဖြစ်ဖြစ်ဒီလိုပွဲမျိုးကို Van တနေ့မဟုတ်တနေ့တော့ရင်ဆိုင်ရမှာပါပဲ။စောစီးတွေ့တာနဲ့နောက်ကျမှတွေ့တာပဲ။ကွာပါတယ်။ Van အတွက်ဆွေးကြတာတခုကသူဟာဒီပွဲအတွက်ပြင်ဆင်ခြင်းနှစ်ပတ်ဝင်းကျင်ပဲရတာပါ။ဘာဖြစ်ဖြစ်ဒီနှစ်ပတ်ဝင်းကျင်မှာ Van နေနဲ့ Brandon Rival ကိုရင်ဆိုင်ဖို့အကောင်းဆုံးပြင်ဆင်နိုင်မယ်လို့ယုံကြည်ရပါတယ်။ Van တယောက်လာမယ့်ပွဲမှာရလက်ကောင်းနေရရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Voice Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ